တော်လိုင်းရင်အားစုပူပေါင်းတပ်ဖွဲ့တွေလှုပ်ရှားမှုအားကောင်းတဲ့မွန်ပြည်နယ်စိုက်ထုံမြို့နယ်ထဲမှာစစ်ကောင်စီဘက်ကဒရုန်းနဲ့တိုက်ခိုက်မှုတွေပုံမပြုတ်လုလာတယ်လို့ဒေသခြေဆိုင်တော်လိုင်းရင်တပ်ဖွဲ့တွေကတာဝန်ထမ်းမှုပြောပါတယ်။စစ်ကောင်စီတပ်ဟာမက်လာဆန်ကစပြီးစိုက်ထုံမြို့နယ်အတွင်းကကျေးရွာတွေကိုနေ့စဉ်နဲ့အမျှဒရုန်းနဲ့ကင်းထောက်ပြီးတော်လိုင်းရင်တပ်ဖွဲ့တွေရဲ့ပြစ်မှတ်တွေအပြင်အရသာပြစ်မှတ်တွေကိုပါပုံမတိုက်ခိုက်လာတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ match လ12ရက်နေ့နဲ့13ရက်နေ့ကလည်းစိုက်ထုံမြို့နယ်ရှိကញ្ញင်အိုင်ဝတ်တက်ကွင်းနဲ့မုတ်ခမော့ကျေးရွာတွေကို drone နဲ့တိုက်ခတ်ခံရတာကြောင့် PDF ရဲဘော်2ဦးနဲ့အရဲသားပြည်သူ4ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ဒေသခြေဆိုင်တော်လန်ရေးတပ်ဖွဲ့တာဝန်ရှိသူတွေရဲ့ပြောပြချက်အရစစ်ကောင်စီရဲ့ drone နဲ့တိုက်ခိုက်မှုတွေကိုတရုတ်နိုင်ငံသားနီးပညာရှင်တွေကအဓိကဦးဆောင်တာဖြစ်ကြောင်းတပ်တွင်းသတင်းအင်းမြစ်တွေရဲ့သတင်းပေးပို့ချက်အရသိရတယ်လို့ဆိုပါတယ်။ တက်တွင်တဲ့အရင်မြစ်တွေရဲ့ပြောပြချက်အရမက်လာဆန်းမိုင်းမှာတရုတ်နိုင်ငံသားပညာရှင်၄ဦးဟာစိုက်ထူအခြေဆိုင်အမှတ်239ခွန်အခြေမြန်တည်ရင်အမှတ်339အမြောက်တက်တို့ကိုရောက်ရှိလာခဲ့တာပါတရုတ်နိုင်ငံသားနီးပညာရှင်တွေဟာကြိုက်ထူအခြေဆိုင်တရင်တွေမှာ drone မောင်းနေနီးသင်တန်းပေးတာဘုံချိတ်တဲဆောင်နီးတွေပြင်းမှတ်ရှာဖွေတိုက်ခတ်မှုနီးလန်းတွေကိုသင်တန်းပေးတာတွေရှိနေတယ်လို့ဆိုပါတယ် ဒါပြင်စစ်ကောင်စီတပ်ဟာစိုက်ထိုးအခြေဆိုင်တပ်ရင်းတွေမှာလက်နက်ကြီး60မမ120မမစတဲ့လက်နက်ကြီးဘုံသီးတွေကိုတဲဆောင်နိုင်တဲ့ drone 10စီးထံမှနေပို့ဆောင်ထားတယ်လို့တော်လိုင်းရေးတပ်ဖွဲ့တွေကပြောပါတယ်စစ်ကောင်စီတပ်အုံပြုနေတဲ့ drone တွေထဲမှာတရုတ်နိုင်ငံထုတ် drone အများဆုံးပါဝင်ပြီး drone အမျိုးအစားအနေနဲ့ Fixwin, Kamikaze drone CH2, CH4 အပြင် CZ-5 UAV drone တွေလည်းပါဝင်လာတာပါ CMD တက်အတိုင်းဝိုင်းကတော့မြေပြင်စစ်ဆင်ရေးတွေမှာတိုက်ခတ်ရေးအင်အားရိုင်းနေလာနေတဲ့စစ်ကောင်စီဟာ drone စစ်ဆင်ရေးကိုအရှိန်မြှင့်လာနိုင်တဲ့အတွက်တော်လှန်ရေးတပ်ဖွဲ့တွေကြိုတင်ပြင်ဆင်ထားတဲ့လို့သတိပေးထားပါတယ်။